လက်ရှိ2025-2026ဘဏ္ဍာနှစ်ရဲ့6လတာကာလအတွင်းပြည်ပကိုအထည်ချုပ်တင်ပို့မှုတိုးတက်လာကြောင်းမြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA ကနေသိရပါတယ်။ပြီးခဲ့တဲ့2024-2025ဘဏ္ဍာနှစ်ကာလထွန်းနဲ့နှိုင်းယှဉ်ရင်900ကျိုင်းတိုးတက်လာတဲ့အကြောင်း MGMA တာဝန်ရှိသူကပြောပါတယ်။မြန်မာနိုင်ငံအနေနဲ့အထည်ချုပ်လုပ်ငန်းကိုပြည်ပကနေကုန်ကျန်းသွင်းပြီးပြည်တွင်းမှာပြန်လည်ချုပ်လုပ်တဲ့ CMB လက်ခစာစနစ်နဲ့ဆောင်ရွက်နေတာပါ။ လက်ရှိမှာ MGMA အသင်းဝင်စက်ရုံပေါင်း923ရုံရှိတဲ့အနက်60ရာခိုင်နှုန်းကဥရောပဈေးကွက်20ရာခိုင်နှုန်းကဂျပန်ဈေးကွက်နဲ့ကျန်20ရာခိုင်နှုန်းကအခြားဈေးကွက်တွေကိုတင်ပို့နေတာပါမြန်မာနိုင်ငံကနေချုပ်ပြည့်အထည်တင်ပို့မှုကိုလေ့လာကြည့်ရင်2022ခုနှစ်မှာအများဆုံးတင်ပို့နိုင်ခဲ့ပြီးပို့ကုန်ဝင်ငွေအများဆုံးရရှိခဲ့တာကိုစီးပွားမှုတန်းရဲ့အချက်လက်တွေအရာသိရပါတယ်တိုးတော်လည်းပဲ2023ခုနှစ်မှာ14ရာခိုင်နှုန်းနဲ့2024ခုနှစ်မှာ17ရာခိုင်နှုန်းတင်ပို့နိုင်စွမ်းရောချခဲ့ကြောင်းသိရပါတယ် 2024ခုနှစ်အတွင်းမြန်မာထေချုပ်ကဏ္ဍမှာပုဂ္ဂိုလ်ဝင်ငွေအမေရိကန်ဒေါ်လာ4.46ဘီလီယံရရှိခဲ့ပြီး2023ခုနှစ်ကထက်ဒေါ်လာ950တန်ခန့်ဝင်ငွေရရှိမှုညွန်နေသွားတာကိုမှတ်တမ်းတွေအရသိရပါတယ်။မြန်မာနိုင်ငံရဲ့အဓိကပုံကုံတွေဖြစ်တဲ့စံပယ်ပြောင်းစာရာရီရဲမှာ CMB စနစ်နဲ့အထက်ချုပ်တင်ပို့မှုကပြပတင်ပို့မှုအများဆုံးဖြစ်ပြီးပုံကုံကဏ္ဍမှာအတိုးတက်ဆုံးဖြစ်တယ်လို့သိရပါတယ် လာမယ့်ဆယ်စုနှစ်အတွင်းမြန်မာထဲကျုံလုပ်ငန်းဟာလုံသားအင်အား1.2တန်းကနေ1.6တန်းအထိခန့်ထားနိုင်ပြီးအမေရိကန်ဒေါ်လာ15ဘီလီယံတန်တဲ့လုပ်ငန်းအဖြစ်ကြီးထွားလာမယ်လို့မြန်မာနိုင်ငံအထက်ကျုံလုပ်ငန်းရှင်များအသင်း MGMA ကယာထားပါတယ်။2025ခုနှစ်မှာတော့အမေရိကန်ဒေါ်လာ5ဘီလီယံခန့်တန်ကြီးရှိတဲ့လုပ်ငန်းတစ်ခုအဖြစ်ယက်တည်နေကြောင်း MGMA ရဲ့စနစ်တာမဟာဗျူဟာအစီအစဉ်2025-2034မှာဖော်ပြထားချက်အရသိရှိရကြောင်းပါခင်ဗျာ။